ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်အများစုကိုနတ်ဆကကလက်လွတ်ဆုံးရှုံးထားရပေမဲ့လေလာရှုံမြို့ကိုပြန်ရပါကအရှုံးမရှိတဲ့ပြင်အမျက်ထွက်တယ်လို့ပိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှာဥက္ကဋ္ဌပိုမူးကြီးခွန်ဥက္ကာက CNI တရင်ဌာနကိုပြောပါတယ်။လာရှုံမြို့ကိုတိုက်ခိုက်သိမ်းပိုက်ကအုပ်ချုပ်ရေးလုပ်ငန်းစတင်ထားတဲ့ကိုကန့်တပ်ဖွဲ့ဟာ2025ခုနှစ်ဧပြီ21ရက်နေ့နောက်ဆုံးထားပြီးနတ်ဆကထံကိုလာရှုံမြို့ကိုပြန်လည်လွှဲပြောင်းရေးလုပ်ငန်းစဉ်တွေစတင်နေတာပါ။နတ်ဆကအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဘယ်အရာမှမရရှိတာနဲ့နှိုင်းရှင်ပါကအခုလိုမျိုးလားရှုမြို့ကိုရရှိတာဟာမရှုံးဘူးလို့ပအိုးမြို့သားလူမျိုးရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဥက္ကာကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။ဘာမှမရတဲ့ဆိုင်တော့လားရှုရတယ်ဆိုတာမရှုံးပါဘူး။ဒုံသိခါတော့ပြန်တက်သေးတယ်။ဘာကြောင့်လားရှုကအချက်ချမျိုးပြနေတာလဲ။ကျမူးဆဲကိုသွားတဲ့ကုံတွေလမ်းကြောင်းကိုထိန်းလာတယ်။မန္တလေးကိုရှင်းတဲ့လမ်းကြောင်းကိုထိန်းလာတယ်။အဲဒီလမ်းကြောင်းကိုထိန်းသိမ်းနိုင်ဖို့နဲ့အဲဒီလမ်းကြောင်းမှာ ဒီကုံတော်ရေးလုပ်ငန်းတွေပြမြင်လို့အသက်ဝင်ဖို့ကဒါတရားကလည်းလိုချင်တယ်။ဒါဟို SAT ကလည်းလိုချင်တယ်။ဒါကြောင့်ဒီကုံတစ်ခါထိန်းနေနေနဲ့လာရှိုးမှာပြန်ထိုင်ပြီးတော့အနာဖြတ်ပြတာကစင်အားသုံးတက်ထက်ကိုပုံကြားသေးပုံနဲ့ပဲအပြေပြောက်နဲ့ပဲသို့တော့ဒီနေပြည်တော်ရဲ့ဩဇာအနာပြန်ပြီးတော့ပြောက်တဲ့သဘောကသူ့တက်အမျက်ထွက်ပါတယ်မရှုံးပါဘူး မြန်မာတပ်မတော်နဲ့ကိုကန့်တပ်ဖွဲ့ MNDA တို့အကြောင်းယာယီအပြစ်ရဲ့ရည်ကိုတရုတ်ကကြားဝင်ဆင်ဆက်ခဲ့ပြီးတဲ့နောက်လာရှုမျိုးကလည်းကိုကန့်တပ်တွေပြန်လည်ဆုတ်ခွာဖို့ဖြစ်လာခဲ့တာပါ။ဧပြီ21ရက်နေ့မှာတော့ကိုကန့်တပ်ဖွဲ့တွေလာရှုမျိုးရဲ့အုပ်ချုပ်ရေးကလည်းထွက်ခွာခဲ့ပြီး မြို့ထဲမှာကိုကန့်အလံတွေမရှိတော့ဘဲမြန်မာနိုင်ငံအလံတစ်ခုတည်းသာလွှင့်တူထားကြောင်းလည်းတည်င်းဖော်ပြချက်တွေအရာသိရပါဗျ။အဲ့ဒီလိုမျိုးလာရှုမျိုးကိုကိုကန့်တပ်ဖွဲ့ကနာဆာကထံပြန်လည်လွှဲပြောင်းပေးတာဟောတရုတ်ရဲ့ဖိအားကြောင့်ဖြစ်တယ်လို့ယူဆနေကြတာပေါ့။အဲ့ဒီယူဆချက်တွေအပေါ်တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကဧပြီ27ရက်နေ့ကတည်င်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံအနေနဲ့မြန်မာကသက်ဆိုင်ရာအစုအဖွဲ့တွေကိုနိုင်ငံရေးပြန်လည်တင်မြှုပ်ဖို့နဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့ မိတ်ဆွေသဘောနဲ့သာအကြံပြုပေးနေတာဖြစ်တယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။အခုလိုမျိုးနတ်ဆက်ကဘက်ကလာရှုမျိုးကိုပြန်ရတာဟာသူတို့အတွက်အားတက်စရာဖြစ်တယ်လို့ တရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါတယ်။အဲ့တော့မင်းကထူးခြားတာကတရုတ်ကလည်းဗမာပြည်ဒီကလေးမှာသူတို့ဝင်မပါပါဘူးလို့ပြောတယ်နော်။ဒါပေမဲ့လို့ဒီစစ်သက်ဆွေးနွေးရေးကိစ္စတွေပဲဖြစ်ဖြစ်ဒီလာရှုပ်ကိစ္စမှာလည်းဖြစ်ဖြစ်တရုတ်ကတမကထားလို့နေတာလည်းရှိတာဘူးနော်။တရုတ်ကဓာမျိုးတွေလည်းလုပ်တတ်တယ်ဗျာ။အရင်တုန်းကဟိုကမ္ဘောဒီးယားမှာခမာနီကိစ္စလို့နောက်ပြည်ရင်းကအမျိုးကြားကိစ္စလို့ East ီမော့ကိစ္စတို့ဒါတွေမှာလည်းသူတို့တလုံးပုံကြီးလို့တက်တယ်အဲဒီမှာတော့သူကဒီမှာကြည့်သလားလေငင်းငယ်ရေးဆောင်တပ်သားများဖြစ်ဝင်ပြီးတော့အဲကြားမှာဝင်ပြီးတော့အဖြစ်ခိုက်ရစေလို့လိုက်ခဲ့ဘယ်နှစ်ဖက်ကြားမှာဝင်ပြီးတော့အဲ့ဒီသားရဲ့ဖွံ့ဖြိုးတိုးတက်ရေးလောက်ကတွေ့ဘူးလေနော် ဒါအခုတော့မပြောတတ်ဘူးကိုကတော့ဇိုးဟင်းနေကြတော့မဖြစ်တာပေါ့နော်အဲ့တော့စစ်အောင်စီဘက်ကလည်းလာရွှတ်ပြန်ရတယ်ဆိုရင်သူ့သူ့အတွက်စိတ်တရေးရဟိုနေပေါ့နော်အဲဘယ်လိုပုံလဲအားတက်စရာလို့ဖြစ်တာပေါ့သူ့အတွက်ပေါ့သူ့တက်တယ်အဲ့တော့ MND ဘက်ကလည်းသူကအဲသူ့ကိုကလူမျိုးအတွက်ပဲဟိုနေအခြေခံဒီပါရဖို့ဆိုရင်တော့လာရွှတ်ထိမလို့လေသူ့အရင်ဒီပါပေါက်ရင်းချင်တယ်နည်းနည်းပါးပါးဟိုလည်းတော့ပဲဆိုရတာပေါ့ အဲ့တော့အဲ့ဒီဟာတွေကိုဘယ်လိုထိန်းချုပ်လဲလို့ပြီးပြီးရအဲကျွန်တော်တို့စောင့်ကြည့်ရတယ်ပဲထင်တယ်ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြောက်ပိုင်းတုံးဖွဲ့အပါအဝင် BDS တွေအနေနဲ့မူဆယ်မန်းလေးကြကမြို့တွေအလုံးကိုစုခွာရမှာဖြစ်ပြီးကုတ်ခိုင်တိန်းနီဒီဘောကြောင့်မဲနောင်ချိုးတို့ပါဝင်ကြောင်းလည်းသိရပါဗျ။ MNDAA အနေနဲ့တရုတ်ရဲ့ညွှန်ကြားမှုအတိုင်းတွားရမှာဖြစ်ပေမဲ့လာရှိုမြို့ပြင်မှာတော့တက်ဆွဲထားကြောင်းလည်းသိရပါဗျ။